၄ကီကော်တိုက်ပွဲအတွင်းစစ်တိုက်လျင်မှုဘုံကျဲမှပြီးစစ်ခွေးအများပြားတိတ်ဆုံးနေဆိုတဲ့တဲ့ကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။လေကီကော်နီတိုက်ပွဲအဆက်မပြတ်ဖြစ်ပေါ်နေသည့်အချိန်မှာတိုက်ခိုက်လျင်များဟာတိုက်ပွဲကွင်းအတွင်းတနက်ဆောင်တန်နှင့်မီးပေါက်တံတွေကြားထပ်မံပေါ်ပေါက်လာခဲ့ပါတယ်။ဆီအာနာရှင်ကတိုက်ခိုက်မှုကိုအင်အားကြီးအောင်ထိန်းချုပ်လို့တော့လေလေရင်မှားမှုကြောင့်အလွန်ကြီးမားသည့်အစွမ်းသက်တည်နေတက်တေခံရခြင်းဖြစ်လာခဲ့ပါတယ်။တိုက်ပွဲကွင်းအတွင်းတွင်တိုက်လျင်နှစ်ဆင်းတပြိုင်နက်တည်းပြန်လာခဲ့ပြီး လေတူးမှစစ်ခွေးတက်အစုအပြုံကြီးကိုဘုံကျဲချခဲ့ကြပါတယ်။သို့တော့တရင်အရတိုက်လေရင်များမှညှိထားမိသည့်အတွက်အချင်းချင်းအမားကြုံ၍တယောက်တည်းမဟုတ်ဘဲစစ်အင်အားသက်ဆောင်နေသည့်တရင်တရင်ပေါ်အဆက်မပြတ်ဘုံကျဲချခဲ့ကြောင်းသိရပါတယ်။ထို့ကြောင့်စစ်ခွေးများအများအပြားချက်ချင်းသိဆုံးသွားကြပြီးတချို့ကညွှန်ကြားပေးနေတဲ့အရာရှိတွေရဲဘက်တွေပါသိဆုံးခြင်း၊ဒဏ်ရာရခြင်းများဖြစ်ပေါ်ခဲ့ပါတယ်။ဒီဆုံးသည့်စစ်သားအရေအတွက်ကိုတိကျစွာအာဏာရှင်ဘက်က မဖော်ပြနိုင်တော့လေလက်ရှိထိစစ်သေးဆုံးသူအရေအတွက်30အများနှစ်အထက်ရှိကြောင်းဒေသခံများထံမှအတည်ပြုသတင်းများထွက်ပေါ်နေပါတယ်။တည်ဆုံးသူများတဲတွင်မိလောက်ကျွမ်းသွားသူများပုံပေါက်ချင်းကြောင်းအလောင်းပုံစံမခံမနိုင်လောက်အောင်မိလောက်ကျွမ်းသွားသူများအပြင်အလွန်အမင်းဒဏ်ရာရသူများပါပါဝင်ကြပါတယ်။တိုက်ခိုက်မှုနောက်ပိုင်းစစ်အာဏာရှင်ဘက်ကသတင်းစာထုတ်ဖို့ကြိုးစားတော့လေအမှန်တရားဖျက်သိမ်းနေကြောင်းသတင်းရရှိပါတယ်။ဒေသခံများကစစ်လေရင်တွေတိုက်ခိုက်လာတဲ့အခါပုံကြနေသည့်နေရာတွေကလက်နက်မဲ့စစ်ခွေးတပ်များစုပေါင်းနေတဲ့နေရာတွေပါ အမားကြောင့်သူတို့ကိုသူတို့ပဲတည်ကြည်သွားကြတာကိုမြင်တွေ့ရတယ်ဟုဖော်ပြခဲ့ကြပါတယ်။လေကိကော်တဝိုက်တိုက်ပွဲတွေနေ့တိုင်းနေ့ပါလက်နက်ကြီးပေါက်ကွဲတံများကြားနေရတော့လေဤတစ်ချိန်ဖြစ်ပေါ်မှုသည်အချင်းချင်းပြစ်ခတ်မှုမှားယွင်းခြင်းကြောင့်အာနာရှင်ဘက်အတွက်စစ်တပ်ဆွမ်းအားတစ်ဖက်လုံးရောကျသွားပြီးအခြေအနေဖြစ်ပေါ်လာနိုင်ကြောင်းစစ်တုံးပညာရှင်များကသုံးသပ်နေကြပါတယ်။လေကိကော်တိုက်ပွဲတွင်စစ်တိုက်လေယာဉ်များအချင်းချင်းပုံကျဲမှမှုကြောင့်စစ်ခွေအများပြားတိုက်ဆုံသွားခြင်းဖြစ်ပြီးစစ်အာဏာရှင်ဘက်အတွက်စစ်အင်အားရောကျသည့်ထိခိုက်မှုကြီးမားသည့်အဖြစ်အပျက်တစ်ခုဖြစ်ပေါ်လာခဲ့ပါသည် ဆက်လက်ပြီးနက်ဒလင်းတွင်စစ်တပ်ကိတ်ကိုဝင်ရောက်တိုက်ခိုက်မှုစစ်သား၂ဦးသေဆုံးပြီးဆိုင်ကယ်လေးစီးနှင့်ဖုံးတလုံးသိမ်းဆီးရရှိပေါင်းတဲ့တွင်လည်းစစ်သားများကိုမိုင်းဆွဲတိုက်ခိုက်မှုတပ်ဦးသေဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ပဲခူးတိုင်းနက်ဒလင်းမြို့နယ်ရှားပြူကုန်းရွာရှိအကြံဖက်စစ်တပ်ကိတ်ကိုဝင်ရောက်တိုက်ခိုက်ရာစစ်သား၂ဦးသေဆုံးပြီးဆိုင်ကယ်လေးစီးနှင့်ဖုံးတလုံးသိမ်းဆီးရရှိခဲ့ကြောင်းဒေသရင်းစစ်ရေးသတင်းရင်းမြစ်ကသတင်းဌာနကိုပြောကြားပါတယ်။ နိုဝင်ဘာလ26ရက်နေ့နနက်10:07မိနစ်ခန့်တွင်နက်ဒလီမြို့နယ်ရှားပြူကုန်းကြီးရွာရှိအကြံဖက်စစ်တပ်စစ်စေးရိတ်ဂိတ်ကိုတော်လန်ရေးရဲဘော်များကဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းသိရပါသည်။ထိုတိုက်ခိုက်မှုတွင်အကြံဖက်စစ်တပ်ဘက်မှ2ဦးသေဆုံးပြီး2ဦးထိခိုက်ဒဏ်ရာရရှိကဂိတ်စခန်းရှိဆိုင်ကယ်လေးစီးနှင့်ဖုံးတလုံးသိမ်းဆီးရရှိခဲ့ကြောင်းသိရပါသည်။ဒီနေ့နက်နက်ပိုင်းမှာရှားပြူကုန်းကြီးရွာကစစ်ခွေးစစ်စေးရိတ်ဂိတ်ကိုတော်လန်ရေးတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။တိုက်ခိုက်မှုအတွင်မှာစစ်ခွေးနှစ်ကောင်ထိခိုက်ဒဏ်ရာရရှိပြီးနှစ်ကောင်သေဆုံးနေလို့သိရတယ်။ နောက်ပြီးဆိုင်ကယ်လေးစီးနှင့်စကားပြောဆက်တလုံးနဲ့တင်စီရရှိတယ်လို့သိရတဲ့ဟုဒေတာရင်းစစ်ရေးတရင်ရေးမြစ်ကပြောဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကတပ်ခွဲ6အေယာညီနောက်တပ်ခွဲနှင့်လက်တလင်းမျိုးနယ်ပါကာဖာတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ပြီးဒေါ်လန်ရေးတပ်ဖွဲ့ဝင်များထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။အလားတူပဲခူးတိုင်းပေါင်းထိန်မျိုးနယ်ပန်းတင်းပင်ကျေးရွာမှဆိုင်ကယ်များဖြင့်ထွက်လာသည့်အကြမ်းဖက်စစ်သားများကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရာတအူးသေးဆုံးခဲ့ကြောင်းအမှန်နှင့်စစ်စင်ရေးနှင်မြေကထုတ်ပြန်ထားပါတယ်။ ယနေ့နိုဝင်ဘာ26ရက်နေ့နနက်ပိုင်းတွင်ပေါင်းတယ်မြို့နယ်ပန်းသိန်းပင်ကျေးရွာမှစိုင်းကင်းများဖြင့်ထွက်လာသည့်အကြံဖက်စစ်သားများကိုအမှတ်3800တက်ရင်ယုံရဲဘော်များကမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းထိုမိုင်းဆွဲတိုက်ခိုက်မှုအတွင် အကြံဖက်စစ်သားတအူးသေဆုံးပြီးတအူးထိခိုက်ဒဏ်ရာရရှိကာဒေါ်လန်ရဲရဲဘော်များထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါသည်။ ဆက်လက်ပြီးအလင်းဝင်စစ်မှုရန်တပ်သား၄ဦးစလုံးစစ်တပ်ကိုပြန်တိုက်မိဆွဲတဲ့တွင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။မကွေးတိုင်းချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံအလင်းဝင်လာသည့်စစ်မှုရန်တပ်သား၄ဦးစလုံးစစ်တပ်ကိုပြန်တိုက်ကြမည်ဟုသိရပါတယ်။စစ်တိုက်ပေါ်တာဆွဲခြင်းခံရပြီးစစ်မှုရန်အပတ်စဉ်နှစ်ကိုနှင်းစနစ်တင်နန်းစင်၄ဦးသည်ချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံနိုဝင်ဘာ25ရက်တွင်လက်နက်နှင့်တကွာအလင်းဝင်ခဲ့ကြောင်းချောင်းမြို့နယ်ပကဖကသတင်းပေးထုတ်ပြန်ပါတယ်။ သူတို့ကနေအောင်ကပဲသူတို့ပေါ်တာဆွဲခံလိုက်ရပြီးတော့ကျွန်တော်တို့နဲ့ချိတ်ဆက်ပြီးတော့ပဲဝင်လာခဲ့လိုက်ကြတာပေါ့နော်သူတို့ကပေါ့နော်ကျွန်တော်တို့နဲ့အတူပဲပူးပေါင်းပါဝင်ပြီးဒီစစ်တပ်ကိုပြန်တိုက်ဖို့ကျွန်တော်တို့ကိုတောင်းဆိုထားတာရှိတယ်ကျွန်တော်တို့ကလည်းလက်ခံထားပါတယ်ဟု၆မြို့နယ်ပါကဖားမှတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါတယ်၎င်းတို့နဲ့အတူ MB2 တနတ်တလန်နေမိုင်၃လုံးကြီးပေါက်၁၄ခုနဲ့ကြီးစံအချို့ပါလာပြီးအလင်းဝက်တပ်သား၄ဦးကို၆မြို့နယ်ပကဖက၄ဦးပေါင်းငွေကျပ်၃၄၀ချင်းမြင့်ခဲ့ကြောင်းသိရပါတယ် အလင်းဝင်တပ်သား၄ဦး၏နေရတဝင်ထမ်းဆောင်ခဲ့သည့်တပ်နှင့်ဆက်သွယ်အလင်းဝင်လာပုံကိုမူလုံခြုံရေးအရဖြေကြားခြင်းမရှိပေအလင်းဝင်၄ဦးတည်းတွင်စစ်မှုရန်အပတ်စဉ်နှစ်သင်္ဍန်းစင်သည့်တူတက်ချက်အဖြစ်တဝင်ထမ်းဆောင်ခဲ့ပြီးကျန်သုံးဦးမှရိုးရိုးတပ်သားများဖြစ်ပါသည်ဆက်လက်ပြီးစစ်ကောင်စီဝင်လာမည့်မိုးကုတ်နှင့်မိုးမိတ်မှ TNL ကတပ်တွေဖြန့်ကျက်ကနေရာယူထားပြီးဒီနေ့အထိတော့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဝင်လာခြင်းမရှိသေးဆဲတဲ့တွင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါသည် ်စစ်ကောင်စီကိုပြန်လွှဲပေးရမယ့် PSLF TNL ထိန်းချုပ်ထားတဲ့ရှမ်းမြောက်မိုးမိတ်မြို့နယ်မန္တလေးတိုင်းမိုးကုတ်မြို့မှာတောင်တက် TNL ရဲ့တပ်ဖွဲ့တွေကဖြတ်ကျက်နေရာယူထားတယ်လို့ပြည်ပြင်သတင်းရှင်းပြတွေကသတင်းဌာနကိုပြောပါတယ်မိုးမိတ်မြို့ထဲမှာ TNL ရဲ့တပ်ဖွဲ့ဝင်ဂျာနဲ့ချီပြီးရောက်ရှိနေပြီးမြို့ပြင်ကကြေးရွာတွေမှာတော့ကချင်တပ်မတော် KIA အပါအဝင်တော်လန်ရေးတက်တချို့နေရာယူထားတာရှိတယ်လို့မိုးကုတ်မြို့ထဲမှာရှိနေတဲ့စစ်ရေးသတင်းရင်းမြစ်ကသတင်းဌာနကိုပြောပါတယ် အခုကစကစဘက်ကမြူတင်းခွန်လာတာမရှိသေးဘူးမိုးမိတ်ဝင်းကျက်မှ DNL အပြင် KIA EVSDF SSPP PLA နဲ့ပကဖအဖွဲ့တော့သူ့နေရာနဲ့သူတော့ရှိကြတယ် DNL စုံမဲ့ရက်အတိအကျမသိသေးပေမဲ့လောက်ကုန်မိုးကုတ်ဝင်ပြီးမှမိုးမိတ်ရောက်မဲ့ကြားတယ်လို့သတင်းဌာနကပြောပါတယ်ဒါပြင်မုံမိတ်မျိုးပေါ်ရှိလူလူထောက်ဝတ်နှိပါဟာလေတိုက်ပွဲပြန်ဖြစ်မှာကိုစိုးရိမ်တာကြောင့်ဘေးလွယာကိုချိုးတင်ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့သူကဆက်ပြောပါရယ် မိုးကုံမြို့ပေါ်မှာလည်းလက်ရှိအချိန်အထိ DNL ရဲ့ရဲဌာနနဲ့အုပ်ချုပ်ရေးအဖွဲ့တွေဆက်ရှိနေပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဝင်ရောက်လာတာမရှိသေးဘူးလို့မိုးကုံမြို့ရှိ DNL နဲ့နှီးဆက်တဲ့သတင်းရင်းမြစ်တအုပ်ကပြောပါရယ်။ပြပေါ်တူပြီးအပြည့်ရတော့ DNL ဘက်ကမြို့ကိုစစ်ကောင်စီလက်ထက် ပြည့်အပ်ရမယ့်အခြေအနေပေါ်လက်ရှိမိုးကုံမှာရှေ့တန်းကနေပြန်လာတဲ့ DNL တပ်တွေရှိနေတော့အင်အားများတယ်လို့ဆိုပါရယ်။မိုးကုံမြို့ကန်ထက်ဝက်ကျော်ဟာတော်လရည်တပ်တွေထိန်းချုပ်ထားတဲ့ နေပြည်တော်စစ်ကောင်စီတပ်ထိန်းချုပ်ထားတဲ့မန္တလေးနဲ့ရန်ကုန်စတဲ့နေရာတွေမှာတင်းရှောင်သွားကြတယ်လို့သိရပါတယ်။စစ်ကောင်စီဘက်ကမိုးကုတ်နဲ့မုံမိတ်မြို့တဲကိုလာမယ့်နိုဝင်ဘာ30ရက်နေ့ဒီဇင်ဘာ1ရက်မှာဖွင့်လာမယ်လို့သတင်းတွေထွက်နေပြီးသတင်းဌာနကတိကျအတည်ပြုနိုင်တာမရှိသေးပါဘူး။ဒါပြင်မိုးကုတ်နဲ့မုံမိတ်မြို့တဲဝင်လာမယ့်စစ်ကောင်စီတပ်တွေကို TNL ဘက်ကလုံခြုံရေးပေးမယ်လို့လည်းသတင်းတွေထွက်ပေါ်နေပါတယ်။ တရုတ်နိုင်ငံရဲ့ကြားဝင်မှုကြောင့်စစ်ကောင်စီတပ်နဲ့တအောင်တက်တို့ပြီးခဲ့တဲ့အောက်တိုဘာ29ရက်ကစပြီးအပြစ်ရဖို့သဘောတူပြီးနောက် TNL က၎င်းတို့ထိန်းချုပ်ထားတဲ့မိုးကုတ်နဲ့မိုးမိတ်မြို့နယ်ကိုစစ်ကောင်စီထံပြန်လည်လွှဲပြောင်းပေးရမှာဖြစ်ပါတယ်။